ားလုံးပဲမင်္ဂလာပါခင်ဗျာဒီ vlog လေးကတော့ကျွန်တော်တို့တွေ AR တိုင်းဒေသကြီးညောင်လုံးမြို့နယ်အတွင်းမှာတည်ရှိတယ်ညောင်ချုံးသာအပန်းဖြေကမ်းခြေကိုတွားရောက်လေပတ်ခဲ့ကြတယ်အပန်းဖြေ vlog လေးပဲဖြစ်ပါတယ်ဒါအပြင်ညောင်လုံးမြို့နယ်မှာတည်ရှိတယ်ရှီအောင်စရီတော်ကြီးတွေကိုလည်းတွားရောက်ဖူးမြော်လေ့လာကြမှာဖြစ်တဲ့အတွက်ကျွန်တော်တို့နဲ့အတူတူအပန်းလေးဖြေရင်ဖျားလေးဖူးကြရအောင်လိုက်ပါကြည့်ရှုကြပါဦးလို့ဖိတ်ခေါ်ပါတယ်ခင်ဗျာညောင်လုံးမြို့လေးကိုရန်ကုန်မြို့ကနေကားနဲ့သွားမယ်ဆိုရင် နှစ်နာရီလောက်သာမောင်းနေရပါတယ်။ညောင်လုံးမျိုးဟာရန်ကုန်မြို့နယ်လေနီးတဲ့မြို့လေးတစ်မြို့ဖြစ်တဲ့အပြင်သွားလာရလေကူတဲ့အတွက်ကုန်စည်စည်းစိမ်မှုကောင်းပြီးအချက်ချာကြတဲ့မြို့လေးတစ်မြို့လည်းဖြစ်ပါတယ်။ဒါအပြင်ညောင်လုံးမြို့လေးမှာရှင်အောင်သမိုင်းဝင်စည်းဒီပထိုးတွေကလည်းတရှိနေပါသေးတယ်။ဒါကြောင့်ကျွန်တော်တို့တွေဒီနေ့တော့ညောင်လုံးမြို့လေးမှာတရှိတဲ့ရှင်အောင်သမိုင်းဝင်စည်းဒီတော်ကြီးတွေကိုလာရောက်ဖူးမြော်ရိုက်ကူးကြတာပဲဖြစ်ပါတယ်ခင်ဗျာ။ ောင်နှုံးမြို့လေးကိုရောက်တဲ့အခါမှာအရင်နှစ်တွေကပိတ်ထားခဲ့တဲ့နာမည်ကျော်ညောင်ချောင်းသာအပန်းဖြေကမ်းခြေကိုဒီနှစ်မှာပြန်လည်ဖွင့်လှစ်လိုက်ပြီဆိုတာကိုသိခဲ့ရပါတယ်။ဒါကြောင့်ကျွန်တော်တို့တွေအရင်ဆုံးညောင်ချောင်းသာကမ်းခြေကိုတွားရောက်လေ့လာကြည့်ဖို့ထွက်လာခဲ့လိုက်ကြပါတော့တယ်ခင်ဗျာ။ ုဆိုရင်ကျွန်တော်တို့တွေညောင်နှုံးမြို့လေးတွေကိုရောက်ရှိခဲ့ကြပြီပဲဖြစ်ပါတယ်။ညောင်နှုံးမြို့လေးကတော့ဈေးဆိုင်တန်းတွေ၊ဘန်တွေ၊စီကားတဲ့ဈေးကြီးတွေနဲ့တကယ့်ကိုစီစီကားကားရှိလို့နေပါတယ်။ညောင်ချောင်းသာကိုသွားဖို့အတွက်ကတော့လမ်းမကြီးတွေရဲ့နေရာတော်တော်များများမှာညောင်ချောင်းသာတို့ဆိုတဲ့လမ်းညွန်ဆိုင်မုတ်လေးတွေကိုစိုက်ထူပေးထားတဲ့အတွက်သွားလာရတာလွယ်ကူစေပါတယ်။ ောက်ချောင်းသာကမ်းခြေကိုရောက်တဲ့အခါတစ်ဖက်ကတဲဖြူကျွန်းလေးကိုရောက်ဖို့အတွက်ဆက်လေးနဲ့ကူးရပါတယ်။ဆက်လေးကတော့လူတယောက်ကို2000ကျပ်တာပေးရပြီ။အပြင်ငါ့ကိုပေးစရာမလိုပါဘူးခင်ဗျာ။ 好嘞，好，中 <noise> 了。<noise> <noise> ကဲကျွန်တော်တို့တွေကမ်းခြေကိုရောက်ပါပြီ။ကမ်းခြေမှာတော့လာပြီးအပန်းဖြေတဲ့လူငယ်တွေနဲ့မိသားစုဝင်တချို့ကိုတွေ့နေရပါတယ်။ကမ်းခြေမှာထိုင်အနားယူဖို့တဲနေရာလေးတစ်ခုကို15000ပေးရပါတယ်။စားတောက်စရာဈေးနှုန်းတွေကတော့အပြင်နဲ့တိတ်မကွာလာပါဘူးခင်ဗျာ။ဈေးနှုန်းလည်းတင်းနေပါတယ်။ ဝယ်ဘယ်လောက်လဲ1500ဝယ်ဟမ်1000 2000 2000အော်2000ဝယ်ပြီလိုက်ကျွန်တော်တို့မှာစားတာတွေကတော့လက်ဖက်ထမင်းရယ်ငပုတ်ချောက်စီစမ်းရယ်ထမင်းဖြူရယ်နဲ့အုံးရည်အေးအေးတွေပေါ့နော်လက်ဖက်ထမင်းကတော့အလုတ်ကို3000ပေးရပြီကြက်ဥချုံနဲ့ဆိုရင်4000ပေးရပါတယ်ငပုတ်ချောက်စီစမ်းကတော့တပွဲကို8000ပေးရပြီအရသာမင်္ဂမယ်အချိုချောက်ဖြစ်တဲ့အတွက်စားရတာလည်းတကယ့်ကိုအရသာကောင်းပါတယ် ောင်ချောင်းသာကန်းကြီးဟာတဲတောင်မြင်ကျဲဝန်းပြီးရေကလည်းကြည်လင်ပါတယ်တဲတောင်မြင်ကျဲဝန်းတဲ့အတွက်လည်းမနှခင်ဆော့ဆော့နဲ့ညနေနေဆောင်ချိန်တွေဆိုရင်တောင်မြင်ပေါ်မှာလမ်းလျှောက်အပန်းဖြေတာမျိုးနဲ့ပျော်ပျော်ပါပါဆော့ကစားကြတာမျိုးတွေကိုလွတ်လပ်ပေါ်ပါစွာပြုလုပ်နိုင်ပါတယ်နေ့လည်ခင်းချိန်ကတော့နေတော်တော်ပူတဲ့အတွက်တောင်မြင်ပေါ်မှာလမ်းလျှောက်တာထက်ရေထဲဆင်းဆင်းကြတာကပဲများပါတယ် ားလုံးပဲမင်္ဂလာပါဒါအခုကျွန်တော်တို့ရောက်နေတဲ့နေရာကဒါ9နှစ်လောက်ရှိပြီပေါ့နော်ပိတ်ထားတဲ့နေရာလေးတစ်ခုဖြစ်တဲ့ညောင်တုံးမြို့ကညောင်ချောင်းသာကမ်းခြေကိုရောက်လာဒါဆိုဒါဒီနေ့ကျွန်တော်တို့ကဒီညောင်ချောင်းသာကိုလာမယ်လို့မရည်ရွယ်ပဲနဲ့ရောက်လာတာပေါ့နော်ဒါပေမဲ့တတိုက်ဆိုင်မှာကျွန်တော်တို့ရောက်တဲ့အချိန်မှာဒီညောင်ချောင်းသာကမ်းခြေကပြန်ပြီးတော့ဖွင့်တဲ့အချိန်လေးဖြစ်နေတော့ဒါကျွန်တော်တို့ဒါအခုကြုံလုံးကြိုက်တုံးပေါ့နော်ဒါညောင်ချောင်းသာကမ်းခြေကိုလာပြီးတော့ရိုက်ကူးတင်ဆက်ပြတာပါအခုဆိုလို့ရှိရင်ရန်ကုန်နဲ့လည်းနီနီနနာဖြစ်တယ် ောင်ချောင်းသာကန်းကြီးရအခုဆိုပြန်ပြီးတော့ဖွင့်လင်းနေပါပြီလို့သတင်းကောင်းပါကျင်ပါတယ်။ကဲအခုကျွန်တော်နဲ့တူတူကန်းကြီးတော်ကိုလိုက်ပြီးတော့ကြည့်ရှုကြပါအောင်လို့ထိတ်ခေါ်ပါတယ်နော်။ ။နောင်ချောင်းသာကမ်းခြေမှာအနားယူကြပြီးတဲ့နောက်ညောင်နှုံးမြို့ထဲမှာတည်ရှိတဲ့ရှေးဟောင်းစည်တော်ကြီးတွေကိုဖူးမြိုလေးလာဖို့အတွက်ဆက်ပြီးထွက်ခဲ့ကြပါတော့တယ်။ခုကျွန်တော်တို့ရောက်နေတဲ့စီရီတော်ကြီးကတော့အုံရှိလစီရီတော်မြတ်ကြီးပဲဖြစ်ပါတယ်။အုံရှိလစီရီတော်ကြီးကိုတက္ကရာ983ခုနှစ်မှာတိဟသူရာမဟာဓမ္မရာဇာမင်းရဲ့မိဖုရားဖြစ်တဲ့အုံချစ်မေခေါ်စောမင်းလမိဖုရားကြီးက တည်ထားကိုးကွယ်ခဲ့တာပဲဖြစ်ပါတယ် အခုကျွန်တော်တို့ရောက်နေတဲ့နေရာကညောင်နှုံးမြို့ထဲမှာတည်ရှိတဲ့ရှီဟောင်းသမိုင်းဝင်ကုန်းချစ်လာစရီတော်မြေကြီးကိုရောက်နေတာဖြစ်ပါတယ်။ဒီစရီတော်ကြီးကလည်းရှီဟောင်းသမိုင်းဝင်စရီတော်ကြီးတစုဖြစ်တဲ့အတွက်သူ့မှာလည်းနောက်ခံသမိုင်းကြောင်းတွေရှိပါတယ်။ကဲကျွန်တော်တို့နဲ့အတူတူအဲ့ဒီသမိုင်းကြောင်းတွေကိုလေ့လာရင်းနဲ့ဖျားဖူးလိုက်ခဲ့ကြပါအောင်လို့ဖိတ်ခေါ်ပါတယ်နော်။ကျွန်တော်ဒီစရီတော်ကြီးကိုပတ်ပြီးတော့ဖျားဖူးဆက်ကြအောင်လိုက်ခဲ့ပါအောင်နော်။ ဇေဒီတော်ကြီးရဲ့တမိုင်းချောင်းကိုလေ့လာကြည့်တဲ့အခါရှေးအခါကဘုံမိဆံရမင်းနေပြီးတော့နဲ့မနီးမဝေပန်းလိုက်မြစ်တစ်ဖက်ကမ်းမှာရှိတဲ့ရွာငယ်လေးတွေမှာကရင်နဲ့မုံလူမျိုးတွေစုပေါင်းနေထိုင်ခဲ့ကြပါတယ်။အဲ့ဒီရွာငယ်လေးမှာနေထိုင်ကြတယ်။ကရင်လူမျိုးဇနီးမောင်နဲ့ဖြစ်ကြတယ်။ဖိုးမြက်ရည်နဲ့မေဖွားတူတို့ဇနီးမောင်နဲ့ဟာကြားကိုက်ချောင်းကားနေတဆင်လှေနဲ့ကူပြီးပန်းလိုက်မြစ်တစ်ဖက်ကမ်းမှာရှိတဲ့ဘုံမိဆံရနေပြီးတော့ကိုဒိနှံတွေနေစဉ်တော့ရောက်ရောင်းချပြီးအသက်မွေးကြပါတယ်။ဒီနေ့မှာတော့ မိုးတက်လေပြင်းတွေတိုက်ခတ်နေတဲ့အတွက်လှေနဲ့ပြတ်မကူးဝန်းကြတော့ပဲကန်းဆက်မှာစောင့်ကြည့်နေကြတဲ့အချိန်တွင်းမှာပဲအလွန်လှပပြီးကြီးမာတယ်တစ်သည်ကြီးတစ်လုံးမျောပါလာတာကိုတွေ့မြင်ခဲ့ကြပါတော့တယ်ဒီလိုနဲ့မျောပါလာတဲ့တစ်သည်ကြီးဟာလည်းလှိုင်းလေများပုတ်ခတ်မှုကြောင့်မေဖွားတူတို့ဇနီးမောင်နှံရှိရာကန်းဆက်စီကိုမျောပါလာခဲ့ပါတော့တယ်ဒီအခါမှာလေယောင်ကြားဖြည့်သူဖိုးမြတ်ရေကတစ်သည်ကြီးကိုဆက်ယူကြည့်လိုက်တဲ့အခါအလွန်ကိုမှုကြိုင်နေအုံချစ်တည်ကြီးတလုံးဖြစ်နေကြောင်းကိုတွေ့ရှိခဲ့ရပါတော့တယ် ဒီလိုနဲ့ကြီးမားတဲ့အုံချစ်တီးကြီးကိုအိမ်ကိုတက်ယူသွားပြီးခွဲကြည့်လိုက်တဲ့အခါမှာတော့ရုပ်ဆင်းအင်ကတင့်တယ်လှပါတယ်။ယောက်ျားလေးတစ်ယောက်နဲ့မိန်းကလေးတစ်ယောက်ကိုတွေ့ရှိခဲ့ကြပါတော့တယ်။ဒီလိုနဲ့ဖိုးမြက်ရင်းနဲ့မေဖွားတူတို့ဇနီးမောင်နှံတို့ဟာလည်းဒါသမီမထုံးကားတာကြောင့်အုံချစ်တီးတဲ့ကရရှိခဲ့တယ်။မောင်နှမနှစ်ယောက်ကိုမွေးစားဖို့ဆုံးဖြတ်ခဲ့ကြပါတော့တယ်။တယောက်ျားလေးဖြစ်သူကိုတော့အုံရှစ်မောင်လို့နာမည်တွင်စေပြီးသမီးမိန်းကလေးကိုတော့အုံရှစ်မဲလို့အမည်မျက်တွင် ခေါ်ဝေါ်ခဲ့ကြပါတော့တယ်။ ဒီလိုနဲ့အုံချစ်မောင်နှမနှစ်ယောက်အရောက်လာတဲ့အခါမှာတော့နတ်တို့ဖန်ဆင်းအပ်သောအုံချစ်ဒီမှာတရေတီမွေးဖွားလာခဲ့တဲ့လူသားနှစ်ဦးဖြစ်တာကြောင့်တမာရီဝနမင်းမှာနတ်ပြည်တွင် ကိုးကွယ်သောတတ်တော်မြတ်ရှစ်စုကို မောင်နှမတဦးကိုလေးစုစီခွဲပြီးစရုံးမှာအစင်ထားပြီးကိုးကွယ်ရန်ပေးအပ်ခဲ့ပါတော့တယ်။ဒီအချိန်မှာဗုံမီဆန်ရမြို့တော်မှာဓမ္မရာဇာမင်းသားဟာနောက်လိုက်နောက်ပါရင်းနဲ့အတူတောကစားထွက်လာခဲ့ရမှာဖိုးမြတ်ရေးပိုင်သောရာခင်းကိုရောက်ရှိလာခဲ့ပါတော့တယ်။အဲ့ဒီအခါမှာတော့ ဓမ္မရာဇာမင်းသားဟာလက်သမီးတမျှချုံမောလှပတဲ့အုတ်ရှိမဲကိုမြင်မြင်ချင်းပဲအလွန်တရာချစ်ခင်တတ်မှတ်ခြင်းဖြစ်ခဲ့တာကြောင့်လက်ထက်ထိမ်မြှောက်ခွင့်ပြုရန်ဖိုးမြတ်ရေတို့ဇနီးမောင်နှံစီမှာတောင်းပန်ခဲ့ပါတော့တယ်။ဒါကြောင့်ဖိုးမြတ်ရေတို့ဇနီးမောင်နှံဟာလည်းအရှိစံဓမ္မရာဇာမင်းသားနဲ့သမီးဖြစ်သူအုတ်ရှိမဲကိုလက်ဆက်စေခဲ့ပါတော့တယ်။ဓမ္မရာဇာမင်းသားလည်းအုတ်ရှိမဲကိုမိဖုရားဖြစ်သိမ့်ပိုက်ပြီးအုတ်ရှိမဲနာမည်ကိုဖျောက်၍မိဖုရားစောမင်းလာဟုခေါ်တွင်စေခဲ့ပြီးအုတ်ရှိမောင်ကိုလည်း ရွှေကူစံမောင်မောင်လို့ခေါ်တွင်စေခဲ့ပါတော့တယ်။ဓမ္မရာဇာအင်းရှိမင်းသားဟာကောင်းချင်းငါးပြအလှနဲ့ပြည်စုံနေအုံရှိမေကိုမျက်နှိုးပြီးအရေးပေးခဲ့ပါတယ်။ဒါကြောင့်နန်းတော်တွေကတခြားမိဖုရားတွေရဲ့မလိုမုန်းထားရန်ညှိုးဖွဲ့ခြင်းကို အုံရှိမေဟာစတင်ခံစားခဲ့ရပါတော့တယ်။ဒီလိုနဲ့တနေ့မှာတော့တပုံတကံနေထကြွတောင်းညံ့နေတာကြောင့်တွားရောက်နှိမ်နှင်းမှုအတွက်ဖခင်ဘရင်ကြီးကဓမ္မရာဇာမင်းသားကိုတာဝန်ပေးဆ ెల ွတ်တော်မူခဲ့ပါတယ်။ ဒီလိုအရှိဆံမင်းသားစစ်ထွက်တဲ့အခါအုတ်ရှိမဲမင်းသမီးဟာတီလာဆောက်တီလျက်ညအချိန်ဝှေ့ပြုတဲ့အခါမှာဇတုံးတော်ကနေတက်တော်တွေကရောင်ကြီးတော်ကိုမျိုးပြီးဆိုင်အိမ်တဝန်းလုံးထိန်ထိန်လေးနေတာကိုနန်းရွှေသူနန်းရွှင်းသားတွေကတွေ့ရှိခဲ့ကြရပါတော့တယ်။ဒီလိုတက်တော်တွေရောင်ကြီးတော်ကိုမျိုးပြီးထိန်လေးနေတာကိုနန်းတော်တွေကတခြားသောမိဘတွေဟာအုတ်ရှိမဲဟာစုံတက်ကိုတက်မြောက်တာကြောင့်သူ့ရဲ့ဆိုင်အိမ်ထဲမှာအလင်းရောင်တွေတွေ့နေရကြောင်းကိုဘရင်ထံမှာလောက်ကြံဖန်တီးပြီးရှောက်တင်ပါတော့တယ်။ ဒီလိုနဲ့ရှင်ဘရင်ကလည်းလိုက်ပါစူးစမ်းကြည့်တဲ့အခါမှာတော့အမှန်တကယ်ပဲအလင်းရောင်တွေလင်းလက်နေတာကိုတွေ့မြင်လိုက်ရပြီးမိဖုရားတွေရဲ့လှုပ်ကြံစကားကိုယုံကြည်မိလို့အုံရှိမဲကိုကြိမ်တန်းခတ်စီပြီးတော့နန်းတော်ကနေနှင်ထုတ်ခဲ့ပါတော့တယ်အခုလိုနှမဖြစ်သူအုံရှိမဲရဲ့အဖြစ်ကိုသိရှိသွားရတယ်အကိုဖြစ်သူရွှေကူစံမမောင်ဟာလည်းလူလောကတဘာဝကိုစိတ်ကုံလို့တာဝေကတရားရပြီးတောထွက်ရဟန်းပြုခဲ့ပါတော့တယ်ဒီလိုနဲ့ဓမ္မရာဇာမင်းသားဟာလည်းတပုံတကံတွေကိုနှိမ်နှင်းပြီး တိုင်းပြည်ကိုပြန်လာတဲ့အခါမှာတော့အုံရှိလမိဖုရားငယ်ကိုမတွေ့ရတော့ပဲဖခင်ဖြစ်သူဘယင်ကြီးထံကနေအကြောင်းဆုံးကိုကြားသိရတဲ့အခါမှာထိုကဲ့သို့အယောင်ဝါများထွန်းလင်းရခြင်းမှာအုံရှိမေရဲ့ဇလုံးထံမှာထရှိကိုကိုအပ်တော့ဓာတ်တော်ရဲ့ရောင်ကြီးတော်ကိုမျိုးမှုကြောင့်သာဖြစ်ကြောင်းရှင်းပြလိုက်တဲ့အခါမှာတော့ဖခင်ဘယင်ကြီးကလည်းချွေးမတော်အုံရှိမေကိုအထင်မှားခဲ့တဲ့အတွက်နန်းတော်ရဲကိုပြန်လဲခေါ်ဆောင်စေခဲ့ပါတော့တယ်။အဲ့ဒီနောက်အုံရှိမေကလည်းနန်းတော်ရဲကိုပြန်ရောက်တဲ့အခါမှာဇလုံးထဲကဓာတ်တော်မြတ်လေးစုကို တည်ထားကိုးကွယ်ရန်အတွက်စရီတော်တစုတိဆောက်ပြီးဓာတ်တော်၄စုကိုထာဝနာခဲ့ပါတော့တယ်။ဒါကြောင့်အုံရှင်မေမီဘုရားတည်ထားခဲ့တဲ့ဘုရားဖြစ်တာကြောင့်အုံရှင်လစရီတော်လို့မဟုတ်ဘူးတည်ခဲ့ပါတော့တယ်။စရီတော်တည်ထားကိုးကွယ်ဖို့အတွက်အုပ်ဖုတ်တဲ့နေရာကိုအုပ်ဖို့လို့ခေါ်ကြပြီးတဲများကြောက်ရွံ့တဲ့နေရာကိုတော့တဲကုန်းရွာဆိုပြီးဒီနေ့ထိတိုင်အမိမက်တွင်ခေါ်ဆိုလျက်ရှိကြပါတော့တယ်ခင်ဗျာ။ ီယောင်သမိုင်းဝင် အုံရှိလမဟာစရီတော်ကြီးကိုဖူးမြော်ကြပြီးတဲ့နောက်မှာတော့ညောင်လုံးမျိုးအတွင်ကနောက်ထပ်ရှီယောင်စရီတော်ကြီးတစုဖြစ်တဲ့မိုးဟုတ်စရီတော်မြတ်ကြီးကိုဆက်လက်ပြီးတွားရောက်ဖူးမြော်ခဲ့ကြပါတော့တယ်မိုးဟုတ်စရီတော်ကြီးကတော့အုံရှိလစရီတော်ကြီးရဲ့သမိုင်းနဲ့ဆက်ဆက်နေတဲ့စရီတော်ကြီးတစုဖြစ်ပြီးအုံရှိလမင်းသမီးရဲ့အကိုဖြစ်သူအုံရှိမောင်ခေါ်ရွှေကူစံမောင်ကတီထားကိုယ်ွယ်ခဲ့တဲ့စရီတော်မြတ်ကြီးတစုလည်းဖြစ်ပါတယ်နှမဖြစ်သူအုံရှိမေရဲ့ တာဝန်ခရစရာလူပောင်လောကရဲ့အဖြစ်ပြက်တွေကိုမြင်ရောင်ပြီးတော်ထွက်တရားအားထုတ်ခဲ့တဲ့ရတိကြီးဖြစ်တဲ့အုံရှင်မောင်ရတိကြီးဟာလည်းလပြေလောက်ွယ်ညအချိန်ခါမှာစံကျစ်အတွေ့မှာထဲ့သွင်းကိုကိုွယ်အပ်တယ်ဓာတ်တော်တွေကရောင်ကြီးတော်ကိုမြို့ပြီးဝင်းဝါထိန်နဲ့အယောင်တောက်ပါလျက်ရှိတာကိုအနီးနားရွာများမှာရွာသားတွေကလည်းတွေ့မြင်ကြရပါတယ်။ဒါကြောင့်ရတိကြီးကိုအကြောင်းဆုံးမေးလျှောက်တဲ့အခါမှာတော့ဥကောင်းထက်မှာဓာတ်တော်လေးစုကိန်းဝတ်ဆံမဲတော်မူကြောင်းကိုတိကျခွင့်ရခဲ့ကြပါတော့တယ်။အဲဒီနောက်ရတိကြီးမှလည်း တတော်များအစင်သာဝရကဲဝင်ရန်အတွက်ဇတိတော်တစုတည်ထားလိုကြောင်းပြောကြားတဲ့အခါမှာတော့ရွာသူရွာသားများမှလည်းစေတနာတရားတရားထက်သန်စွာနဲ့ဆရာရသည့်အမိန်တိုင်းမြေနေရာကောင်းကိုရွေးချယ်ပြီးဇတိတော်ကိုစတင်တည်ထားကတတော်လေးစုကိုဌာပနာထည့်သွင်းကိုးကွယ်ခဲ့ကြပါတော့တယ်။ဇတိတော်ကြီးရဲ့ဘွဲ့အမိကိုလည်းမိုးဟုတ်ဇတိတော်ကြီးရဲ့လို့ဘွဲ့အမိပဲခေါ်ဆိုခဲ့ကြပါတော့တယ်။နောက်နှစ်ပေါင်းများစွာကြာတဲ့အခါမှာတော့မိုးဟုတ်ဇတိတော်ကြီးကိုအတန်ပြောင်းလဲပြီးမိုးဟုတ်ဇတိတော်ကြီးအဖြစ် အတန်ပြောင်းလဲခေါ်ဆိုခဲ့ကြတာဒီနေ့အထိတိုင်ပဲဖြစ်ပါတော့တယ်ခင်ဗျာမိတ်ဆွေများခင်ဗျာအခုကျွန်တော်တင်ပြခဲ့တဲ့ဇေဒီတော်ကြီးတွေကတော့ညောင်နှုံးမြို့လေးမှာတည်ရှိတယ်ရှေးဟောင်းတမိုင်းဝင်ပုံရှိလာဇေဒီတော်မြတ်ကြီးနဲ့မိုးဟုတ်ဇေဒီတော်မြတ်ကြီးများရဲ့တမိုင်းကြောင်းပဲဖြစ်ပါတယ်နောက်နောက်တွေမှာလည်းအခုလိုဘဟုသူရရစရာကုတူယူစရာအကြောင်းအရာများကိုဆက်လက်ပြီးတင်ပြပေးဖို့မှာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ channel လေးကို like and subscribe မလုပ်ပါသေးရင်လုပ်ပေးထားကြပါဦးခင်ဗျာအားလုံးပဲကိုစိတ်နှပြကျမ်းမာချမ်းသာပြီး 比以前去新加坡怎么样？ ျွန်တော်ရောက်နေတဲ့ဖရာကြီးကကြတော့ဒါညောင်လုံးမျိုးကရှီအောင်သမိုင်းဝင်ဟုတ်ဟုတ်စီရော်ကြီးပေါ့နော်အဖရာကြီးရောက်နေတာပါအာ